လာပါရှင့် online japan language center ogc မှာဆက်သခင်ပါသည်ဖြစ်ပါတယ်ဒီဗီဒီယို file လေးကတော့ကျောင်းသားကျောင်းသူများကို n4 level ရဲ့အခန်း35 mini math တွေ့မိမယ်ဗီဒီယို file လေးပဲဖြစ်ပါတယ်အဲဆိုဆန်းစတူတူလေ့လာကြည့်အောင်เนาะဟော ET ban မဲ့ ET ban မဲ့ကဆန်းစတူစာခိမတ်ပွင့်သည်เนาะစာခိမတ်ပွင့်သည်ဟာနာကစာခိမတ်ပန်းပွင့်သည်ဟာနာကစာခိမတ်ပန်းပွင့်သည်ခါရဲမတ်ပြောင်းသည် HMS ပြောင်းသည်ဤတို့ကို HMS အယောင်ကိုပြောင်းသည်ဒီအယောင်မှာအစိမ်းအောင်မကြိုက်ဘူးအဝါယောင်ပြောင်းနေပေါ့အဲ့လိုမျိုးနော်ကိုကပြောင်းတာမှာတော့နည်း HMS ပြောင်းသည်ဤတို့ကို HMS အယောင်ကိုပြောင်းသည်ခါဝါရီမန့်ဆိုတာကပြောင်းသည်ပဲသူကတော့သူကသူပြောင်းတာမျိုးဥပမာရာသီဥတုတို့ကိုလိုက်ပြီးတော့ဥမာတိရွက်ကလေးတွေကအစိမ်းအောင်နေအဝါယောင်ပြောင်းသွားတယ်ကိုပြောင်းတာမဟုတ်ဘူးသူကသူပြောင်းတာမျိုးနော်ဤတို့ကခါဝါရီမန့်အယောင်ကပြောင်းသည်အယောင်ပြောင်းသည်ပေါ့နော် အာဤတို့ကခါဝါရီမတ်အယောင်ပြောင်းသည်ခိုမာလီမတ်ခိုမာလီမတ်ကရှေ့မာလီကကြက်ခဲ့ပြီးသားအခက်တွေ့သည်အကြက်ရိုက်သည်ဒုက္ခရောက်သည်ပေါ့နော်ခိုမာလီမတ်ဒုက္ခရောက်သည်အခက်တွေ့သည်အကြက်ရိုက်သည်စုခဲမတ်ဆိုတာလည်းရှေ့မှာကြက်ခဲ့ပြီးသားစုခဲမတ်ကသူကပါလဲဆိုလို့ရှိရင်ရှောယူစုခဲမတ်ဆိုရင်တော့ဒီရှောယူဂျပန်ဘန်ကပြားကြီးကိုစမ်းတယ်လို့ဖြူတယ်လို့ထဲ့တယ်လို့အဲ့ဒါစုခဲမတ်ကသင်တို့တွဲကတ်တဲ့ခါမှလည်းတုံးတယ် ဒီမှာဆိုလို့ရှိရင်မာရုဆိုတာကလုံဝန်တော်ဆိုတဲ့ပဲမာရုဤဆိုရင်လုံဝန်တော်ပေါ့နော်မာရုဆိုရင်အလုံးအဝိုင်းဆိုတဲ့ပဲမာရုကိုစုခဲမန်းဆိုအဲ့ဒီအလုံးအဝိုင်းလေးကိုတွက်ကတ်လိုက်တယ်တနည်းအားဖြင့်ရေးလိုက်တယ်ပေါ့ရေးလိုက်တယ်ဆိုတာတနည်းအားဖြင့်အမှန်ချက်တာပေါ့နော်ဂျပန်မှာဆိုရင်အမှန်ကိုဒီလိုလေးရေးတယ်အမှားဆိုရင်ဒီလိုရေးတယ်နော်အဲဒါလေးကိုဆက်စပ်လို့လုံဝန်တော်မာရုကိုစုခဲမန်းလို့သုံးတယ်အမှန်ချက်ဒီဆိုရင်မာရုကိုစုခဲမန်းအတွက်လိုက်ကလေးမှတ်ထားမယ်နော်မာရုကိုစုခဲမန်းအမှန်ချက်ဒီမာရုကိုစုခဲမန်းအမှန်ချက်ဒီနောက်တစ်ခုကနာအိုရှိမတ် နာအိုရှိမဲ့ရယ်နာအိုရိမဲ့ရယ်နော်အဲ့ဒီမှာဆန်ဆဲတို့ကွဲပြအောင်လို့ဆန်ဆဲတမှာခန်းကြီးလေးတွေနဲ့ရေးပြီးခန်းကြီးလေးတွေခွဲရေးပြီးထားတယ်နော်စောက်ထဲမှာတော့ဒီအရာတွေမပါဘူးဆန်ဆဲကကွဲပြအောင်လို့အသုံးပြုပုံလေးတွေကိုထည့်ပြီးထားတယ်အဲ့ဒီမှာဆန်ဆဲတို့နာအိုရှိမဲ့ဆိုတာမှာသူကနှစ်မျိုးရှိတယ်ယောဂါတွေကိုဆန်ဆဲတို့ကုသတယ်ဆိုတော့နာအိုရှိမဲ့နဲ့ဒီပြင်ပျက်စီးနေတာတွေကိုပြန်ပြင်းတယ်ဆိုတော့နာအိုရှိမဲ့ပေါ့နော်နှစ်ခုရှိတယ်နော်ခန်းကြီးကနှစ်ခုရှိတယ်အဲ့တော့အဲ့ဒါလေးမှတ်ထားပါဘောနော် တော့နာဝရှိမန်ဆိုလို့ရှိရင်ကုသသည်နာဝရှိမန်ကုသသည်ဘျောခိအိုနာဝရှိမန်ယောဂါကိုကုသသည်ဘျောခိအိုနာဝရှိမန်ယောဂါကိုကုသသည်အဲနောက်တစ်ခုကအိရှာကနာဝရှိမန်ဆရာဝန်ကကုသသည်အိရှာကနာဝရှိမန်ဆရာဝန်ကကုသသည်နာဝလီမန်ပျောက်ကင်းသည်အဲဒီကောင်းလာတတလာသည် ကောင်းလာသည်ပေါ့နော်နာဝလီမန်အဲတတလာသည်ကောင်းလာသည်ဘျောခိကနာဝလီမံအဲဒီယောဂါကကောင်းလာသည်ယောဂါကတတလာသည်နာဝရှိမံ ပြင်ဆင်သည်ပြင်သည်ပေါ့နော်နှာဝရှိမှပြင်ဆင်သည်ပြင်သည်ခိုလျှောကိုနှာဝရှိမှပျက်စီးတာကိုပြင်ဆင်သည်အဲမှာဆိုရင်အဲ့ဒါကိုနှာဝရှိမှဆိုလို့ရှိရင်အဲ့ဒါမှားနေတာကိုပြင်ဆင်သည်ပေါ့နော်ဒါဆိုလို့ program တွေ software ရေးတဲ့သူတွေဆိုရင်အဲဒီ error တွေပါတတ်တယ်အဲ့ဒီ error ကိုပြန်ပြီးတော့နှာဝရှိမှလုပ်တယ်ဆိုတာကအဲ့ဒီပြက်နေဒီမှားနေတဲ့နေရာကိုပြန်ပြင်နိုင်ပေါ့နော်အဲ့လိုဟာမျိုးတွေမှလည်းတုံတယ်လောကကားတွေပါတယ်ပြက်နေလို့ပြန်ပြင်တာတွေမှလည်းတုံတယ်နော်နှာဝရှိမှ ပြင်ဆင်ဒီခိုလျှောကိုနာဝရှိမယ်ပျက်စီးတာကိုပြင်ဆင်ဒီနာဝလီမတ်ဆိုရင်ပြန်ကောင်းသည်နာဝလီမတ်ပြန်ကောင်းသည်ခိုလျှောကနာဝလီမတ်ပျက်စီးတာကပြန်ကောင်းသည်ခိုလျှောကနာဝလီမတ်ပျက်စီးတာပြန်ကောင်းသည်ခလစ်ခုရှိမယ်ကလစ်နှိပ်ပြီပေါ့နော်ကလစ်နှိပ်ပြီသန္ဓေတို့ကိုကွန်ပျူတာမှာမောက်မောက်ကလေးနော်မောက်ကိုနှိပ်တယ်ပေါ့ကလစ်နှိပ်တာကိုပြောတာနော်ခလစ်ခုရှိမယ်ကလစ်နှိပ်ပြီနောက်တစ်ခုကနီယူလျောကုရှိမယ်ဆိုတာထည့်သွင်းသည်နီယူလျောကုရှိမယ်ဆိုရင်ထည့်သွင်းသည် ်ထက်သွင်းနေတာပြောချင်တာတိုင်ပင်ရိုက်တယ်ပေါ့တိုင်ပင်ရိုက်တယ်အဲပြလို့ရှိရင်ထက်သွင်းတာမအောင်ပါဆိုရင်ကွာဒီ test box တွေတို့ဘာလို့ဒီလိုမျိုးလဲဥပမာဆိုရင်ဒါပါတော့ဥပမာအနေနဲ့ပြောရင်ဒါဆန်စတို့ Facebook မှာ Facebook ကို login ဝင်တဲ့အခါမှာဒီမှာ username နဲ့ password တို့ရှိရလေ username ဘေးနားမှာဒီလိုပေါက်ကလေးရှိရ username ဆိုရင်အဲ့နာမည်ထည့်တယ်ပြီးရင်နောက်တော့ password ရိုက်တယ်ပေါ့အဲ့လိုမျိုးဒီမှာရိုက်ထည့်တာကို new logo ရှိမှလို့သုံးတယ်နော် new logo ရှိမှဆိုရင် ထည့်သွင်းနေနော်ထည့်သွင်းနေဆိုတော့ဥမာပစ္စည်းတွေဘာတွေထည့်သွင်းတာမျိုးမှသုံးတာမဟုတ်ဘူးများသောအားဖြင့်ဒါဆိုတော့အဒီကွန်ပျူတာဘိုင်းနေဒီကွန်ပျူတာဘိုင်းတို့ဒီဖုန်းတွေဘာတွေဆိုလဲအဲ့လိုမျိုးဒီ desktop တွေဘာတွေမှာရိုက်သွင်းနေအဒီတိုက်ပင်ရိုက်တာမျိုးမှသုံးတယ်နော်ဒီမှာတာတာရှိမှန်ကန်တော့တာတာရှိမှန်ကန်တော့တာတာရှိမှန်ကန်တော့မူခိုးတခြားတစ်ဖက်ဟိုဘက်မူခိုးမူခိုးတော့ဟဲရဆိုရင်တခြားဘက်ကအခန်းပေါ့နော်ဟိုဘက်ကအခန်းဟိုဘက်ခန်းပေါ့နော်အဲ့လိုမျိုးပြောတယ် မူခိုးဆိုရင်တခြားတစ်ဖက်ဟိုဘက်မူခိုးတခြားတစ်ဖက်ဟိုဘက်ရှိမကျွန်းရှိမကျွန်းမိနတူစိတ်ကံမိနတူစိတ်ကံခင်းကြော့အိနီနာအနီအနာနော်ခင်းကြော့အိနီနာချင်းပေါ့နော်ခင်းကြော့အိနီနာချင်းအိုခုကြော့ခေါင်မူအိုခုကြော့ခေါင်မူနော်အိမ်ခေါင်မူအိုခုကြော့အိမ်ခေါင်မူခိုင်းခိုင်းပြန်လဲရချနိုင်ငံသားပေါ့နော်ခိုင်းခိုင်း နိုင်ငံခြားပြပပင်လယ်ရခြားနော်ခိုင်းခိုင်းပင်လယ်ရခြားပြပနော်နောက်တစ်ခုကယာမနိုဘိုရီတောင်တက်ချင်းယာမနိုဘိုရီတောင်တက်ချင်းလဲခိရှိတမိုင်းလဲခိရှိတမိုင်းခိကိုင်းအခွင့်ရခိကိုင်းအခွင့်ရချောကာခွင်ပြူမိန်ခွင်ပြူချက်ပေါ့နော်ပြောချင်တာချောကာဆိုရင် ခွင်ပြူချက်အမိန်ချောကာကိုတူရီမတ်ဆိုရင် ခွင်ပြူချက်ယူရဲပေါ့နော် ချော့ကဆိုရင်ခွင်ပြုချက်အမိတ်မာရုဇဝိုင်းပေါ့နော်မာရုဇဝိုင်းအလုံးအဝိုင်းဖူရီဂါနာခန်းကြီးရဲ့အတန်အတွက်စလုံးဖူရီဂါနာခန်းကြီးအတန်အတွက်စလုံးဆဲဆုဘီပစ္စည်းကရိယာဆဲဆုဘီပစ္စည်းကရိယာလဲပါဒီပါတယ်လဲပါလီပါတယ်ခီတော့ခလုတ်ပေါ့နော်ခီတော့ခလုတ် ခါတန်လိုက်ကခါတန်လိုက်ကခါတန်လိုက်ကဟိမိုဂျူဟိမိုဂျူဆွေဟန်ခိထမင်းပေါင်းဦးဆွေဟန်ခိထမင်းပေါင်းဦးဟတိရွယ်ဟတိရွယ်မူကရှိရှေရှေတုန်းကနိုနေပြီးတော့အခါကပေါ့နော်မူကရှိရှေရှေတုန်းကမုတ်တူပူပြီးမုတ်တူပူပြီးခိုရတဲ့အိုအာရီမာရှောဒီမာရင်မဲအဆုံးသတ်လိုက်ရအောင်ဒီမာရင်မဲပြီးဆုံးရအောင် ိုးတဲ့တဲ့ ovary မှာရှော်အဲဒီဂျပန်မှာ meeting နေပါလေလောက်ပြီဆိုရင် အားလုံးပြောပြီးတဲ့အခါမှာခိုးတဲ့တဲ့ ovary မှာရှော်တို့ ijo တို့အဲ့လိုသုံးနေနော်ဒီမှာနေမယ်ရက်လိုက်ရအောင်ပေါ့နော်အဆုံးတက်လိုက်ရအောင် Africa 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 cooking ကချက်ပြုတ်ခြင်း cooking ကချက်ပြုတ်ခြင်း cooking ကချက်ပြုတ်ခြင်း ဆိုရင်နာတာအဲ့ဒါဆိုရင်ဆိုရင်နာတာအဲ့ဒါဆိုရင်ဆိုရင်နာတာအဲ့ဒါဆိုရင်ယာခိုဘာစုညဘတ်ကယာခိုဘာစုညဘတ်ကယာခိုဘာစုညဘတ်ကစာဆိုရင်ကောင်းပြီအင်းဆိုပြီးတော့နော်အဲဒီတယောက်ယောက်ကကိုလာပြီးပြောတဲ့အခါမှာစာဆိုပြီးတော့နောက်ကနေတခုဆက်ပြောမယ်ပေါ့နော်အကောင်းပြီအင်းဆိုပြီးတော့တခုခုကိုသူကကျတော့တခုခုကိုမသိတဲ့အခါမျိုးမှာသုံးနေဆိုတာပြောချင်တာ အဲဒီတရားကလာပြောတဲ့ဟာကို तू ကဟုတ်လားဆိုတော့အဲအဲ့လိုမျိုးကောင်းပြီအဲ့လိုပုံစံမျိုးပြောတာမျိုးနော် your kosha ခီးသွားကုန်မနီ your kosha ခီးသွားကုန်မနီနောက်တစ်ခုကကြတော့ခူဝရှိ အသေးစိတ်တော့ခူဝရှိအသေးစိတ်တော့ ski jaw skate queen ski jaw skate queen shoot အနီအောင် shoot အနီအောင် majiwari map ပူပေါင်းသည်ယောနောသည်မာဂျီဝါရီမတ်ပူပေါင်းသည်ယောနောသည်မာဂျီဝါရီမတ်ပူပေါင်းသည်ယောနောသည် ခုတဝါစာ ဆိုယိုးစကားစကပုံ ခုတဝါစာ ဆိုယိုးစကားစကပုံခုတဝါစာဆိုယိုးစကားစကပုံခန်းခေဆက်ဆံရေးပတ်သက်ဆွနွယ်ခြင်းခန်းခေပတ်သက်ဆွနွယ်ခြင်းဆက်ဆံရေးနောက်ကနာဂယောကုရှိမတ်ယင်းဤသည်တင့်မြတ်သည်တဲ့သည် နာကယောကုရှိမံယင်းဤသည်တင့်မြတ်သည် တဲ့သည်ဟိစုယောနာ လိုအပ်သောဟိစုယောနာလိုအပ်သောဟိစုယောနာလိုအပ်သောအဲ့ဆိုရင်ဆန္ဒတော်မှန်နည်းလေးပြပြပေးမယ်နော်ဟမ်စာခိမတ်ဆိုတာကပွင့်နေပေါ့နော်စပြီးတော့ချယ်ရီတွေစပြီးပွင့်နေလို့မှတ်မယ်နော်ချယ်ရီတွေစပြီးပွင့်နေလို့မှတ်မယ် မမဟုတ်လို့ရှင်လဲစာခိဆိုတာအရင်ဆိုပြီးတော့အရင်တော့ကြက်ထားတယ်လေစာခိပေါ့အရင်ပွင့်နေပေါ့ cherry ban တွေကစာခိအရင်ပွင့်နေလို့မှတ်မယ်ဥမာဆိုလို့ရှင် စာခိဥမာပေါ့တစ်ဖက်ဖက်ပေါ့ဥမာတိုဂျိုမှရှိတဲ့ cherry ban တွေက စာခိအရင်ပွင့်နေပေါ့အဲ့လိုမှတ်လဲမှတ်စာခိဆိုလို့ရှင်ပွင့်နေဟာနာကစာခိမှဆိုပန်ပွင့်နေနော်ဒါကခိုင်အမတ်ခိုင်အမတ်ဆိုတာကဘာလဲဆိုလို့ရှင်အဲဆန္ဒတို့ကြက်ခဲ့ဘူးလေနော်ခိုင်အမတ်ခိုင်အမတ်ဆိုတာကပြောင်းနေနော် ခါရမန်ဆိုလို့ရှိရင်ပြောင်းတယ်အာခါဝါဒီမန်ဆိုလို့ရှိရင်တော့သူ့ရဲ့အတွဲလိုက်ကလေးမှတ်ထားပေါ့နော်ပြောင်းသွားတယ်ပေါ့အဲ့လိုမှတ်လို့ရတယ်ခါရမန်ကကြတော့ကိုကပြောင်းတယ်ခါဝါဒီမန်ကကြတော့သူကသူပြောင်းတာနော်နောက်တော့ခိုမာဒီမန်ကလည်းရှေ့ခန်းမှာကြက်ခဲ့ပြီးသားအကိုရင်းမရဒုက္ခရောက်တယ်ဆိုပြီးတော့လေခိုမာဒီမန်ဆိုရင်အခက်တွေ့တယ်ဒုက္ခရောက်တယ်ဟုတ်ပြီနော်အကြိုက်ရိုက်တယ်နောက်တစ်ခုကစုခဲမတ်ကလည်းရှေ့အခန်းမှာကြက်ခဲ့ပြီးတာမာရုကိုစုခဲမတ်ဆိုလို့ရှိရင်တော့အဝိုင်းကို ဟိုတွက်ကတ်တယ်အဝိုင်းကိုထည့်တယ်ဆိုတော့ပြတင်းရအဖြစ်အမှန်ချစ်တယ်ပေါ့နော်နောက်တစ်ခုကနာအိုရှိမှတ်ပေါ့နော်အဲနာအိုရှိမှတ်ဆိုရင်နာကူပေါ့နော်အဲဆက်ဆက်တော့ဒီ Facebook တွေမှာဘန်းစကားလိုမျိုးသုံးတယ်လေငါကိုလိုမပြောဘူးငါကိုလိုပြောတယ်လေငါကိုဆိုတော့နာအိုပေါ့နော်ငါကိုအဲရှိတယ်ပေါ့နော် ရှိတယ်ယောဂါတွေနေမကောင်းတာတွေကိုကုသပေးတယ်ပေါ့နော်အဲ့ဒီဆရာက အဲ့ဒီဆရာဝန်ကငါကိုရှိတဲ့ယောဂါတွေကုသပေးတယ်ပေါ့နော်။နာဝရှိမတ်ဆိုလို့ရှိရင်ကုသတယ်လို့မှတ်မယ်နော်။နာဝရှိမတ်ဆိုရင်ကုသတယ်။နောက်တနည်းအားဖြင့်အဲဒီပြည့်နေရဆိုရင်ပြင်ပေးတယ်ပေါ့။အဲ့ဒါတွေပဲတစ်ခါတည်းမှတ်လိုက်။အဲ့တော့နာဝရှိမတ်တစ်လုံးရပြီဆိုရင်သူနဲ့အတန်အတွက်တူတဲ့နာအိုလီမတ်ဆိုတာကပြန်ကောင်းလာတဲ့တက်တာလာတဲ့အတွက်လိုက်လေးကြက်မယ်နော်။နောက်နာအိုရှိတဲ့မြတ်ယောဂါတွေကုသပေးတယ်။နာအိုရှိမတ်ဆိုရင်အဲဆန်ဆန်တို့ကုသတယ်။ နာအိုရီမတ်ဆိုရင် ပြန်ကောင်းလာတယ်တသလာတယ်နော်အဲတနည်းအားဖြင့်အဲဒီနာအိုရှိမတ်ကိုဒီခိုလျှော့လို့ခေါ်တဲ့ပြက်တာတွေကိုပြင်တဲ့အခါမှာလဲတုံငယ်အဲဒါတွေဘာတွေကိုနာအိုရှိမတ်လုပ်တယ်မှားနေတာတွေ program မှာရှိရမှားနေတာတွေပြင်ပေးရမှာလဲတုံငယ်နောက်တော့ကနာအိုရီမတ်ဆိုရင်ပြန်ကောင်းလာတယ်ပေါ့နော်ကနော်တို့က click ခုဆိုတာကအင်္ဂလိပ်အတန်တော့ကနေလာတာ C ဆိုလို့ရှိရင်သူကခုလို့ online က li နောက်ကနောက်ဆုံးက K ကိုကြတော့ခုလို့ထွက်တယ်နော် click ခုရှိမှဆိုရင် ကလစ်နှိပ်တယ်ပေါ့နော် နောက်တစ်ခုက new york ရှိမှနယူလော့ကိုရှင်မဆိုတာကဒီခန်းကြီးလေးကနေမှတ်မယ်နော်ဒီဝင်းနေတို့ထဲ့တယ်တို့ခန်းကြီးကနယူလို့ထွက်တယ်နော်နယူဒီဘက်ကခွန်အားခန်းကြီးကလျောကူလို့ထွက်တယ်နော်အဲ့တော့ထဲ့တာမှာမခွန်နေအားနဲ့ဒီစာတွေရိုက်ပြီးထဲ့တယ်ပေါ့နော်ခွန်နေအားနဲ့စာတွေရိုက်ပြီးထဲ့တယ်ပေါ့နော်နယူလော့ကိုရှင်မဆိုရင်ထဲ့သွင်းနေတို့ကတာတာရှိ တာရရှိဆိုရင်အော်တာရရှိရတဲ့ဆန္ဒလိုဘယ်လိုမှတ်မလဲဆိုရင်အာတခါတလေရှိတယ်ပေါ့နော်အာမှားနေတဲ့ဟာတွေကလည်းတကယ်တော့မမှားပဲနဲ့အဲဘယ်လိုမှတ်မလဲဆိုတခါတလေမှာအမှန်တရားတသက်ရှိတယ်လို့မှတ်မယ်တာတာရှိဆိုရင်တခါတလေမှာရှိတယ်ပေါ့ အမှန်တရားဆိုတာရှိတယ်ပေါ့အမှန်အမှန်ကန်တဲ့ဟာရှိတယ်လို့မှတ်မယ်အဲတခါတလေမှာမှန်ကန်တယ်ဆိုတော့အမှန်တရားရှိတယ်လို့မှတ်မယ်တာတာရှိအမှန်တရားရှိတယ်လို့မှတ်မယ်တာတာရှိတခါတလေမှာအမှန်ပါပေါ့အားလုံးကထင်နေတာအမှားလို့ထင်နေပေမဲ့တခါတလေမှာရှိတယ်ပေါ့အမှန်တရားဆိုတာရှိတယ်လို့မှတ်မယ်တာတာရှိဆိုရင်မှန်ကန်တော့မူခိုးမ်မူမူကဒီမှာတော့ဇာတ်ရအတန်အတွက်အတိုင်းပဲယူလိုက်တော့ဗောနော်မူမူဆိုတဲ့ကောင်မလေးကခိုးပြေတယ်ပေါ့တခြားတစ်ဖက်ကို ခိုးပြေးတယ်လို့မှတ်မယ်နော်တစားတစ်ဖက်ကို ခိုးပြေးတယ်လို့မှတ်မယ်တစားတစ်ဖက်ဟိုဘက်ပေါ့နော်နောက်တစ်ခုကရှိမအဲရှိတယ်ပေါ့နော်အမအမရှိတယ်ဗာလဲဆိုရင် ကျုံးနေပေါ့နော်ကျုံးနေရှိတယ်လို့မှတ်မယ်ရှိတယ်အမမဘာရှိလဲဆိုရင် ကျုံးနေရှိတယ်ပေါ့ကျုံးနေသူ့ပိုင်ဆိုင်တာကျုံးနေရှိတယ်လို့မှတ်မယ်ရှိတယ်ကိုယ့်ရဲ့အမမဘာရှိလဲဆိုရင်ကျုံးနေရှိတယ်လို့မှတ်မယ် ကျွန်းเนาะကျွန်းဆိုတာကစံသတ္တုအဲဒီကန်းချီတွေဘာတွေမှာရှိရကျွန်းတွေကိုပြောတာเนาะနောက်တစ်ခုကကြတော့မီနာတိုမီနာတိုဆိုလို့ရှိရင်အဲစံသတ္တုစိတ်ကန်းပေါ့เนาะအရင်တော့ကတော့စံသတ္တုမင်းနာဆိုရင် အားလုံးဆိုပြီးတော့ကြက်ခဲ့တယ်เนาะမီနာဆန်ဆိုရင်အားလုံးဆိုတဲ့အဓိပ္ပာယ်เนาะအဲ့တော့မီနာဆန်တို့မင်းနာတို့ကြက်ခဲ့တယ်အဲ့တော့မင်းနာကအားလုံးစိတ်တူနေကြတယ်ပေါ့အားလုံးစိတ်တူတယ်ဘာမှလဲဆိုရင် စိတ်ကဲမှာလို့မှတ်မယ်နော်အားလုံးကစိတ်တူကြတယ်ဘယ်ကလူတွေလဲဆိုရင်စိတ်ကဲကလူတွေပေါ့စိတ်ကဲမှာအလုပ်လုပ်တဲ့သူတွေကအားလုံးကစိတ်တူကြတယ်လို့မှတ်မယ်မိနာမိနာဆိုရင်စန္ဒယာမိနာဆန်ရဲ့အတန်တွဲနဲ့မှတ်ပြလိုက်တယ်ပေါ့နော်မိနာအားလုံးကစိတ်တူကြတယ်ဘယ်မှာရှိတဲ့လူတွေအားလုံးကလဲဆိုရင်စိတ်ကဲကလူတွေအားလုံးကလို့မှတ်မယ်နော်ခင်းကြော့ခင်းပေါ့နော်ကင်းရဘူးတဲ့ကောင်လေးကအာကိုယ့်ရဲ့အိနီနာချင်းလို့မှတ်မယ်နော်ခင်းကြော့ဆိုရင်အိနီနာချင်း ခင်းရဘူးတဲ့ကောင်လေးကအိနီနာဂျင်လို့မှတ်မယ်ခင်းကျော်ဆိုရင်အိနီနာအဲ့တော့အိုခူကျော်အိုခူကျော်ဆိုတာခေါမိုးနော်အဲ့တော့ဗာလဲဆိုရင်အိုနေပြီဆိုတော့အခုဗာလဲဆိုရင်ခေါမိုးပေါ်မတက်နိုင်တော့ဘူးလို့မှတ်မယ်အိုနေပြီဆိုတော့အခုခေါမိုးပေါ်မတက်နိုင်တော့ဘူးအိုခူကျော်ဆိုရင် ခေါမိုးအိုခူကျော်ဆိုရင်ခေါမိုးခိုင်းခိုင်ဆိုလို့ရှိရင် ခိုင်းခိုင်ဆိုလို့ရှိရင်နိုင်ငံခြားပင်လယ်ရဲ့ခြား အဲ့တော့ကာတလီကုမ္ပဏီကခိုင်းတာမျိုးတွေရှိတယ်ပေါ့ဘယ်လိုလဲဆိုရင်နိုင်ငံသားတွေပြည်ပတွေကိုသွားခိုင်းတာမျိုးတွေရှိတယ်လို့မှတ်မယ်နော်ခိုင်းကိုင်းဆိုရင်ပင်လယ်ရခြားခိုင်းကိုင်းဆိုရင်ပင်လယ်ရခြားနော်ခိုင်းတာမျိုးတွေရှိတယ်ပင်လယ်ရခြားကိုသွားခိုင်းတာမျိုးတွေရှိတယ်လို့မှတ်မယ်နောက်တစ်ခုကယာမဆိုတာက တောင်နော်နိုဘိုရုဆိုတာက တက်တာနိုဘိုရီမတ်ပေါ့နော်ဒီကတော့ဒီနောင်းအနေနဲ့ယူထားတာနိုဘိုရီမတ်ကလည်းနိုဘိုရီလို့ယူထားတာနော်ဟောပါလဲဆိုရင်ယာမဆိုတာကတောင်နော် နိုဘိုရီနိုနိုဘူးတွေပါတယ်ပေါ့နော် နွားနိုတွေပါတယ်ကိုကြောကိုပိုးပြီးတော့တက်တယ်လို့မှတ်မယ်ကြောကိုပိုးပြီးတော့နိုဘူးတွေပါတယ်ကိုကြောကိုပိုးပြီးတော့တက်တယ်လို့မှတ်မယ်တောင်တက်တယ်လို့မှတ်မယ်နိုဘိုရီမှာကတက်တာနော်ယာမနောနိုယာမနိုဘိုရီဆိုလို့ရှိရင် တောင်တက်ခြင်းနောက်တစ်ခုကလဲခိရှိလဲခိရှိကိုမပြောခင်မှာလီလဲခိရှော့လီလဲခိရှော့ဆိုတာဆန်တို့ CV form ကိုပြောတာနော်ဂျပန်ဆာမဂျပန်မှာဆိုလို့ရှိရင်အများသောအားဖြင့်အများဆုံးတွေ့ရမယ့်စကားလုံးလေးဆိုတော့ ရမလို့ထင်တယ်နော်လီလဲခိရှော့ဆိုတာက CV ဖောင်ပြောတာမှရှိတဲ့လဲခိရှိ ဆိုလို့ရှင်လဲခိရှိဆိုရင်တမိုင်းပေါ့နော် CV ဖောင်ဆိုတာတကယ်တော့ကိုယ့်ရဲ့တမိုင်းကြောင်လေကိုယ့်ရဲ့ history ကိုပြောတာအဲ့တော့ဘယ်လိုမှတ်မလဲဆိုရင်လဲသွားတဲ့ခိတစ်ပင်ကြီးရှိခဲ့ဘူးတယ်ပေါ့တမိုင်းမှာအရန်တံမိုးရှိပေမဲ့လဲသွားတဲ့တစ်ပင်ကြီးလီမုန်တိုင်းကြောင်လဲသွားတဲ့ခိတစ်ပင်ကြီးရှိခဲ့ဘူးတယ်ပေါ့နော် လဲခီရှိဆိုရင်တမိုင်းမာလို့မှာမယ်เนาะလဲခီရှိတမိုင်းခီကိုင်းဆိုရင်ခီခီဆိုတာဒီမှာစမ်းသလိုစက်ခန်းကြီးကိုတုံးထားတာเนาะဂျီရိုဟန်ပိုက်ခီတို့ရဲ့ခီကိုတုံးထားတာကိုင်းဆိုတာကတွေ့နိုင်တွေ့တယ်ဆိုတဲ့ခန်းကြီးရဲ့ကိုင်းကိုတုံးတာအဲ့တော့ခီကိုင်းဆိုတာအာဘာလဲဆိုရင်ခီလို့ခေါ်တဲ့စက်တွေကိုကိုင်းနိုင်တဲ့အခွင့်အရေးပေါ့เนาะထူးခြားတဲ့နိုင်ငံခြားရောက်ပြီဆိုရင်ဟိုမှာတတိဖြောဆက်တို့ အဲ့လိုမျိုးထူးခြားတဲ့ခီဆက်တွေကိုကင်နိုင်ရဲ့အခွင့်အရေးတွေရှိတယ်လို့မှတ်မယ်။ခီတွေကိုကင်နိုင်တဲ့အခွင့်အရေးလို့မှတ်မယ်။ခီကိုင်းဆိုရင် အခွင့်အရေးခီကိုင်းဆိုရင် အခွင့်အရေးချော့ကချော့ကကသံတို့ခွင့်ပြုချက်အမိန်နော်။ချော့ကချော့အာအာချော့ကကိုကျတော့သံတို့ဘယ်လိုမှတ်မလဲဆိုရင်အဲ ဘယ်လိုမှန်အကောင်မလဲဆိုတော့ချောပေါ့နော်ဒီနေ့ကပို့အတွက်ခွင့်ပြုချက်တောင်းတယ်လို့မှတ်မယ်နော်ဒါကြတော့ချောဆိုရင်တော့ဒီနေ့ပေါ့နော်နောက်ကဥတော့မပါဘူးစမ်းစရာချောဆိုတဲ့ဥမာပေါ့အဲဒီလိုမှန်ရင်လည်းမှတ်လို့ရတယ်စမ်းစရာချောလို့ခေါ်တဲ့အကောင်လေးနဲ့တွဲကပို့အတွက်မိဘတွေစီကနေခွင့်ပြုချက်တောင်းတယ်လို့မှတ်မယ်ဥမာចောင်းကဝဲတွေပါတယ်မှာဆိုရင်အဲယောက်ျားလေးပိုင်းနဲ့တွဲပြီးကကိုမကခိုင်းဘူးပေါ့နော်အဲ့လိုမျိုးတွေရှိရဲအဲ့ဒါကြောင့်မလို့ချော့ဆိုတဲ့ကောင်လေးနဲ့ တွဲကားဖို့အတွက်ဥမာကြောင်းကားပွဲတွေဘာတွေမှာတွဲကားဖို့အတွက်ခွင့်ပြုချက်တောင်းနေပါတော့မိဘစီကနေခွင့်ပြုချက်တောင်းနေလို့မှတ်မယ်နော်ခွင့်ပြုချက်တွေအမိန်နေကျော်ကားဆိုရင် မာရုဆိုတော့မာရုကြီးဆိုရင် လုံဝန်တော့နော်မာရုဆိုရင်ဇဝိုင်းဖူဒီခါနာကတော့ဆက်စလို့ဟီရာခါနာခတာခါနာရဲ့ခါနာလေးပါတယ်နော်အဲ့ဆိုရင်တော့ရမယ်လို့ထင်တယ်ဖူဒီခါနာဆိုတာကခန်းကြီးအတန်ရွယ်စလုံးနော်ခန်းကြီးအတန်ရွယ်စလုံးဆိုတာပြောချင်တာဟီရာခါနာခတာခါနာတွေလိုပဲ ခန်းကြီးတွေအပေါ်မှာရေးတဲ့စကားလုံးပေါ့နော်ပြောချင်တာကတော့ဟီရာကာနာတွေပေါ့အာဥမာဆိုလို့ရှိရင်ကဒီဂျပန်မှာဆိုလို့ရှိရင်သူကနာမည်ရေးတဲ့အခါမှာနာမရဲဆိုတဲ့အကွက်မှာသူကနှစ်မျိုးရှိတယ်ဒါကနာမရဲထားပါတော့ဒါကနာမရဲလို့ရေးထားတယ်ထားပါတော့အာနာမရဲဒီအပေါ်မှာဖူရီကာနာဆိုပြီးတော့သူကရေးတယ်ရေးလို့မရအောင်ဖြစ်နေတယ် ဒါနာမအဲဒါပါတော့เนาะចောင်းចောင်းကလေးကအဲ့ဒီဂျပန်မှာသူကစေယုံစေကန်းသွားလဲပထမဦးဆုံးအကျယ်အဲ့ဒီစေယုံသွားတာဆိုရင်အဲ့လိုစာရွက်ကြီးဖြည့်ရတယ်ဖြည့်တဲ့ခါကျရင်အားတွေကအမြဲတမ်းဖြည့်နေရမှာဆိုတော့ဒါတွေတွေ့ရမှာเนาะနာမည်မှာဆန်းသရုပ်ဆန်းသရုပ်ကတော့နိုင်ငံခြားသားလူမျိုးတွေဆိုတော့အလုံးကခတာခနာတွေနဲ့ပဲပေါင်းတာပေါ့เนาะဂျပန်လူမျိုးဖြစ်မဲ့ဆိုရင်တော့ဒီနာမည်ဆိုတဲ့နေရာမှာသူကခန်းကြီးပါမယ်ဒီအပေါ်မှာဆန်းသရုပ်အဲ့ဒီဖူရီခနာဆိုတဲ့ဟာသူကထည့်ပေးထားတယ်ဘာလို့ဖူရီခနာထည့်ရလဲဆိုတော့သူတို့ဂျပန်လူမျိုးတွေဆိုလို့ရှိရင်တော့ ဘာလဲဆိုရင်ခန်းကြီးအတန်အတွက်ကိုမမသူတို့ကဒီဖူဒီကနာအနေနဲ့ပြန်ယူထားတဲ့ဇာကလုံးကအမျိုးမျိုးရှိနိုင်တယ်။အဲဒါကြောင့်မလို့အဲဖူဒီကနာကိုပါရေးခိုင်းတာပါနော်။ဆန်းစတို့လိုနိုင်ငံသားတွေကကြတော့နာမည်ဆိုတဲ့ညမှာလည်းဒီခတာခနာကိုပဲရေးဖူဒီကနာညမှာလည်းခတာခနာကိုပဲရေးရမှာပဲပေါ့နော်။ကဲအဲဒါဆိုလို့ရှိရင်ရမယ်လို့ထင်တယ်နော်။နောက်တစ်ခုကဆဲဆွပိဆဲဆွပိဆိုတာပစ္စည်းကရိယာနော်။ဆဲရလောက်စုပြီးတော့သူဆက်ပြီးတော့စုထားတယ်ပေါ့နော်။ ပီကန်းချေကိုသွားဖို့အတွက်ပစ္စည်းကရိယာတွေကိုစုထားတယ်ပေါ့။ဟိုမှာဘောကွင်းနေကန်းချေမှာဝင်မဲ့အဝယ်စားတွေစသဖြင့်နော်။ဆယ်ရက်လောက်ဆွဆက်ပြီးတော့စုထားတယ်ပီကန်းချေသွားဖို့အတွက်ပစ္စည်းကရိယာတွေလို့မှတ်မယ်။ labor ဆိုတာကအင်္ဂလိပ်လို labor နေလာတာ။ labor နေလာတာပေါ့နော် labor တယ်။နောက်တော့က key ကလည်းအင်္ဂလိပ်အတန်တို့ကနေလာနော်။ cloud တို့တော့နော်။တို့ချက်အနေနဲ့တုံးနေကြီးနေနဲ့နောက်တော့ကာတန်ကာတန်ကလည်းအင်္ဂလိပ်အတန်တို့ကနေလာတာကာတန်လိုက်က ဟိမိုဟိလို့ခေါ်တယ်မီးနယ်ပဲဖြစ်ဖြစ်မိုးတွေပါတက်နေတာပဲဖြစ်ဖြစ်ပြက်နိုင်တာကကျိုးလို့မဟိလို့ခေါ်တယ်မီးမီးတွေပါတယ်မီးတွေပါတယ်လောင်တာပဲဖြစ်ဖြစ်မိုးတွေပါတက်နေပြီဆွေးနေပြီဆိုလို့ရင်ပြက်နိုင်တာကကျိုးလို့မှတ်မယ် sweet hanky ဆိုတာကဆန်တို့ဘာလဲဆိုရင်ထမင်းပေါင်းအိုးအဲ့တော့ဘယ်လိုမှတ်မလဲဆိုရင် su ဆွေစန်ရဘလို့မှတ်မလဲဆိုတော့အော်ဆူဆူနဲ့အီအီနဲ့ကဘာလဲဆိုရင်ဟန်ဆိုတဲ့အဲဟန်ဆိုတာကစန်ရကိုဟန်လို့ပါလို့ရဲ့ဟန်နော်အဲ့တော့ကိုဟန်ဆိုတဲ့ထမင်းချက်နေတယ်ပေါ့နော်ခီဆက်နဲ့ထမင်းချက်နေတယ်လို့မှတ်မယ်ဆက်နဲ့ထမင်းချက်တယ်ဆိုတော့ထမင်းပေါ့ဦးနေပေါ့နော်ဆူဆူနဲ့အီးနဲ့ ကောဟန်လို့ခေါ်တဲ့ hand ပေါ့နော်ထမင်းတွေကိုခီဆက်နဲ့ချက်နေတယ်ဆွေဟန်ခီထမင်းပေါအောင်လို့မှတ်ထားမယ်အဲ့တော့ဟာဆိုတာကတိရွယ်နော်အဲ့တော့ဟာဆိုတာကဆက်တဲ့လို့အဲ့တိရွယ်ဆိုတော့ဘယ်လိုမှတ်မလဲဆိုရင်အဲ့ဘယ်လိုမျိုးမှတ်မလဲဆိုလို့ရှိရင်ဟာသွားနေပေါ့နော်တိရွယ်တွေကိုစားတယ်လို့မှတ်မယ်ဟာဆိုတာကအရင်တော့ဆက်တဲ့လို့သွားတော့ဘာလို့ချက်ခဲ့တယ်နော် ော့ဟာလို့ခေါ်တဲ့သွားနဲ့သိရွက်တွေအသီးရွက်တွေကိုစားတယ်လို့မှတ်မယ်နော်မူကရှိကတော့ဆန္ဒတော်ရှေ့မှာလည်းကြက်ခက်ပြီးသားနော်မူကရှိဆိုရှေ့ရှေ့တုန်းကမုတ်တူကလည်းကြက်ပြီးသားပဲမုတ်တူဆိုတာပို့ပြီးခိုတယ်တဲ့ဆိုတာကဒါနဲ့ပဲဒီလောက်နဲ့ပဲအိုဝါလီမတ်ဆိုတာကပြီးဆုံးတာနော်မာရှောဆိုတဲ့ဟာတော့ဆန္ဒတော်အန်ဖိုက်ဂရမ်မာလေးအိုဝါလီမာရှောဆိုဒီမှာပဲပြီးရအောင်အာဖလီကာဆိုတာက အင်္ဂလိပ်အသံတို့ကနေလာတာအာကအာ fully ဆိုလို့ရှိရင် fi fully ca ကခဖြစ်သွားတယ်နော် Africa. အာရေဖူလီကနော်အာဖူလီကဆိုရင်အာဖရိကကုကင်းကူကလည်းအင်္ဂလိပ်အတန်းတွေကနေလာတာခုဆိုတဲ့ဟာဒါခုနော်ခင်ဒါကခင်နောက်ဆုံးက G ကကြတော့ good နော် ခုကင်းကူဆိုရင်ချက်ပြုတ်ခြင်းကုကင်းပေါ့နော်နောက်ကဆိုရနာရဆိုရင်အဲ့ဒါဆိုရင် ဆိုရဲဆိုတာအဲ့ဒါနာရဆိုရင် ဆိုရင်ပေါ့နော်အဲ့ဒါဆိုရင်ရခိုးဆိုတာကညခန်းကြီးကိုရလို့ထွက်တယ် သွားတယ်ဆိုတဲ့ခန်းကြီးကိုခိုးလို့ထွက်တယ်အဲ့တော့ညဘက်သွားတယ်ဘတ်စုဘတ်စကားပေါ့နော်ရာခိုးဘတ်စုစာဆိုတော့ဒီတိုင်းပဲမကြက်လိုက်ရတယ်ပါမဟုတ်လားကောင်းပြီအင်းအေးဆိုပြီးတော့လည်းစကက်ဆက်လေးနေနေတော့တာရော်ခိုးရှာဆိုတာရော်ခိုးဆိုတာကဆန်စရိုခရီးသွားတယ်ဆိုတဲ့အတိတ်ပဲနော်ခိုင်းရှာဆိုတဲ့ရှာကိုသုံးထားတာဟုတ်ခရီးသွားကုမ္ပဏီနော်ခူအားရှိခူဝဝလေးတွေရှိတဲ့အကြောင်းကိုအသေးစိတ်ပြောပြနေတယ်လို့မှတ်မယ်နော် ဒီအပင်အောက်မှာခူဝဝလေးတွေခူရားတွေပေါ့နော်ခူဝဝလေးတွေရှိတဲ့အကြောင်းကိုအသေးစိတ်ပြောပြနေရလို့မှတ်မယ်စုခီဆိုတာကတော့စကီနော်အင်္ဂလိပ်အသံတော့ကနေလာတာဂျောဆိုတာကနေရနော်အဲ့တော့စကီစီးတဲ့နေရဆိုတော့စကိတ်ကွင်းပေါ့နော်ရှုရှုဆိုတာကဆန်းတဲ့အနီရောင်နော်သူကအထိပယ်အမျိုးမျိုးရှိရဲဒါပေမဲ့ဒီနေရာမှာတော့ဆန်းစရာအနီရောင်လေးနဲ့ဘာသာပြန်ပေးလိုက်တာဒီအခန်းမှာဆန်းတဲ့ဒိုကိုင်းမှာဖတ်တဲ့နေရာမှာပါမှာပေါ့နော်အနီရောင်နဲ့ တခြားយ៉ាងနဲ့သွားပေါင်းလို့ရှိရင်များသောအဖြစ်အနီရောင်ဖြစ်သွားတယ်ဆိုတဲ့အထိပဲကွာအနီရောင်ဖြစ်သွားပြောချင်တာလူတွေကဥမာကောင်းတဲ့လူနဲ့ပေါင်းရင်ကောင်းတဲ့လူဖြစ်လာမယ်အဲများသောအဖြစ်ပေါ့နော်ကောင်းတဲ့လူဖြစ်လာမယ်တကယ်လို့ကွာဆိုးတဲ့လူနဲ့သွားပေါင်းရင်ဆိုးတဲ့လူတွေဖြစ်လာမယ်အဲ့လိုအထိပဲအနေနဲ့စကားပုံလေးပေါ့အာမာဂျီဝါဒီမတ်ဆိုတာကတော့အာအမကြီးနဲ့ပေါ့နော် အမကြီးဝဝနဲ့ဒီပူပေါင်းနဲ့ရောနှောတယ်လို့မှတ်မယ် မာကြီးအမာကြီးဝဝနဲ့ပူပေါင်းနဲ့ရောနှောတယ်ပေါ့ပူပေါင်းနဲ့ရောနှောတယ်ပေါင်းတင်ဆက်ဆံတယ်ပေါ့နော် မာကြီးဝါဒီမတ်ဆိုရင်ပူပေါင်းနဲ့ရောနှောတယ်နောက်တစ်ခုကခုတ်တော်ဝါစာဆိုရင် ခုတ်တော်ဆိုတဲ့ကိစ္စရက်တွေကိုဝဝကပြောနေတယ်ပေါ့ဘာကိစ္စရက်လဲဆိုရင်ဇိုယိုစကားတွေစကားပုံတွေစားတဲ့ကိစ္စရက်တွေကို ပြောနေတယ်လို့မှတ်မယ်ခုတ်တော်ဝါစာဆိုရင်စကားပုံခုတ်တော်ဝါစာဆိုရင်စကပုံเนาะအဲဒါကခန်းခေဆိုရင်အဲ အခန်းထဲကခလေးလေးနဲ့ဆက်ဆံရေးလို့မှတ်မယ်နော်အခန်းထဲကခလေးလေးနဲ့ဆက်ဆံရေးမှာဆရာမရဲ့အခန်းထဲကခလေးလေးတွေခလေးလေးတွေနဲ့ဒီပေါင်းသင်းဆက်ဆံရေးပေါ့နော်ဆက်ဆံရေးပသက်ဆက်နွယ်ခြင်းပေါ့နော်အဲ့လိုမှတ်ရမယ်အခန်းထဲကခလေးလေးနဲ့ဆက်ဆံဆက်ဆံရေးပေါင်းသင်းအဲပသက်ဆက်နွယ်ခြင်းအဲ့လိုမှတ်ထားမယ်ခန်းခေနော်နာကယကုရှိမှအဲဗာလဲဆိုရင်နာကပေါ့နော်အလဲ အလေတော့မဟုတ်ဘူးဘလို့ဘလို့မှတ်မလဲဆိုရင်အဲ့ဒီနာကဆိုတဲ့ဟာလေးပါပြီဆိုရင်သူကဟာဒီတင့်မြတ်တာတော့ရင်းနှီးတာတော့အဲ့လိုတိတ်ပဲเนาะနာကယောကုရှိမှဆိုရင်ငါကယောကုအဲ့လိုမှတ်လိုက်เนาะနာကဆိုရင်ငါကပေါ့ငါကယောကုဆိုရင်သင်တို့အီခန်းကြီးယောဤခန်းကြီးเนาะအဲ့ဒါတွေကငါကကောင်းအောင်နေတော့သူများတွေညာသူများတွေနဲ့သူရင်းနှီးတယ်တင့်မြတ်တယ်တဲ့တယ်လို့မှတ်မယ်ငါကယောကုကောင်းအောင်နေတော့သူများတွေကငါနဲ့ရင်းနှီးတယ်တင့်မြတ်တယ်လို့မှတ်မယ် နာကယောဂုရှင်မဆိုရင်ယင်းနေတယ်တင်းမြတ်တယ်တဲ့တယ်နော်ဟိစုယောနာကလည်းဆန္ဒတော်ကိုကြက်ခတ်ပြီးသားနော်ဟိစုယောနာလိုအပ်တော့ဟိစုယောနာလိုအပ်တော့ကဲအဲ့ဒါဆိုလို့ရှင်တော့ရမယ်လို့ထင်တယ်နော်ညီအစ်ကိုဖေကျောင်းသားကျောင်းသမီးအားလုံးစာလေးလာတာအဆင်ပြေကြပါစေနော်